အားလုံးပဲမင်္ဂလာအမြဖူဖော AC channel ကနေပြန်လည်ပြီးတော့ကြိုလိုလိုက်ပါရစေ။တော့ Liverpool ပြည်သက်တွေအားလုံးလည်းမြင်ပါပါ။ကျွန်တော်ဒီနေ့လိုင်းအောင်ပြောပြပေးခြင်းနဲ့ Liverpool ရဲ့ဒီကြောင်းရှိတဲ့တင်လေးရတော့ကျွန်တော်တို့ဒီ Liverpool အသင်းအားဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီနေရာဒီတော့ကဘုံမောက်အသင်းရဲ့ခံစင်မှုပေါ့နော်ဒင်းဟူဆောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအမှန်တကယ်စိတ်ဝင်စားခဲ့အမှန်တကယ်လဲကြိုးပမ်းခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီမီလော့ကကန်နဲ့အတူတူပေါ့ဒါဘဝခံစင်နေရမှာ တကယ်လို့ဒါဘာဂျေပန်တိုက်ကျွန်တော်တို့အပိတ်ရတစ်ခုရောက်လိုက်ဖြစ်တဲ့အတွက်ပေါ့နော်ဘာဂျေပန်တိုက်နဲ့တွဲဆော့ဖို့အတွက်ဘာလို့လဲဆိုတော့သူအတွေ့အကြုံလူငယ်ကစားသမားနဲ့လူကြီးနဲ့ဒါတွဲဆော့မယ်ဆိုရင်ကျွန်တော်တို့ဒီတွေ့ကြုံပိုင်းဆိုင်ရာရရောနောက်ပြီးတော့ပြည့်ရဲ့ရင်းချက်မှုရောဒါပို့ပြီးတော့ဟိုဟာဖြစ်လောက်အဲ့ဒါခေါ်ဖို့ဆိုပြီးတော့ဒါစိတ်ဝင်စားခဲ့ရပေါ့နော်စိတ်ဝင်စားခဲ့တဲ့အနေအထားမှာဒင်းဟူဇန်ကကျွန်တော်တို့ဒီပါဘူးအသင်းကိုညင်းပြီးတော့ဒါရဲမထွက်ကိုရောက်သွားတယ်ပေါ့နော်ရဲမထွက်နဲ့ ဒါစင်ပြေသွားတယ်ပေါ့အဲ့တော့ဒင်းဥစားကိုမရတဲ့အချိန်မှာကျွန်တော်တို့လီဘာပူးတင်းရကျွန်တော်တို့တခြားအပြောင်းအရွှေ့ကိစ္စတွေနဲ့လုံးမန်းနေပြီးတော့ဒီခန်းစင်ဘူးခေါ်ယူဖို့ကိစ္စကျွန်တော်တို့မိတ်မိတ်ပါခဲ့တယ်ပေါ့နော်အခုဒီရပိုင်းအတွင်းမှာပဲပေါ့နော်ဒီနေ့အထီးပေါ့ကျွန်တော်ဒီနေ့အထီးဒီတင်းနေမှာလိုက်လျှောက်ကြည့်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့လီဘာပူးတင်းရဘိုးခန်းစင်ဘူးတယောက်ကိုကျွန်တော်တို့ရှာပုံတော့ဖွင့်နေရဆိုပြီးတော့ BBC စပေါ်နဲ့အခြားသတင်းဌာနတွေမှာပေါ်ပြထားကျွန်တော်တို့တွေ့ရပါတယ်။ဒီလီလိုပါဘောနော်။တခြားသတင်းဌာနတွေမှာပေါ်ပြထားတွေ့ရပါတယ်။အဲ့တော့ကျွန်တော်တို့လီဗာပူးတင်ရဘသူကိုစိတ်ဝင်စားနေကြလဲဆိုတော့ကျွန်တော်တို့လိုက်စစ်တင်ရဲ့ကစားသမားလေးပေါ့နော်ဒီဘိုဘိုခန်းစင်မှုအသက်20နဲ့2နှစ်အရွယ်ပဲရှိသေးတယ်ပေါ့နော်ကျွန်တော်တို့ပြင်သစ်ပြင်သစ်ကစားသမားလေးလည်းဖြစ်တယ်ကျွန်တော်ကိုနာတေးလိုပဲပြင်သစ်ကစားသမားလေးပေါ့နော်ဒီဟာဒီမှာဆိုလို့ရှိရင်ခြေကောင်းကောင်းလေးပုံမှန်ကြာတတ်နေတဲ့ကစားသမားလေးဖြစ်ပါတယ်ကျွန်တော်တို့သူကတော့ဒါလူ ကျွန်တော်တို့လူကီပါပေါ့နော်လူကီပါသူဒီရာဒီမှာဆိုလို့ရှိရင်လိုက်စစ်တင်တဲ့ကျွန်တော်တို့ပွဲစဉ်30လောက်ထိကစားထားပြီးတော့ဒီအခုချိန်ကတော့ကျွန်တော်တို့နောက်ဆုံးပွဲမှလာပြီးဒဏ်ရာရသွားပါတော့အဲ့တော့ဒီဘဘူးတင်ရကျွန်တော်တို့ဒီကစားသမားလေးစိတ်ဝင်စားနေပြီးတော့ဟိုစုံစမ်းမှုတွေပြုလုပ်နေပြီးတော့တကယ်လို့ကျွန်တော်တို့အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ခွေသွားနိုင်ပွဲရှိရဆိုပြီးတော့လေကောလာဟလာတည်င်းနေမှာကျွန်တော်တို့တွေ့ရပါတယ် ဟိုခံစစ်နေရာတော့တကယ်လိုအပ်တယ်လို့ကျွန်တော်ပြောလို့ရပါတော့အခုလက်ရှိကျွန်တော်တို့အတင်းပါဆိုလို့ရှင်ဂျိုကုမန်နဲ့ကျွန်တော်တို့ concern နဲ့ရတယ်ဒီယာဒီမှာအနာဂတ်မကြီးရတဲ့ player တွေထဲမှာသူတို့လည်းပါတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့လည်းဒါကျွန်တော်တို့ဒီရောင်းချမယ်နောက်ပြီးတော့တချို့စိတ်ဝင်စားတဲ့အတင်းတွေကလည်းရှိတဲ့အတွက်ဒီကစားသမားတွေကလည်းနာကမကြီးရမတိချဖြစ်နေတဲ့အချိန်မှာလီဗာပူးသင်းရဒီဘိုးခံစစ်ကစားသမားလေးတယောက်ကိုစိတ်ဝင်စားရဲဆိုတော့ဖြစ်နိုင်ကြည် ရှိရလို့ကျွန်တော်တော်တဲ့အမြင်ရတော့ထင်ပါတယ်ကျလေဖြစ်သွားနိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘာဂျေဘန်တက်ကလည်းနှစ်နှစ်တက်တန်တိုးထားတယ်ဆိုပေမဲ့ကျွန်တော်တို့အသက်ရွယ်အရာတခုရောက်လာပြီကိုနာတီကြတော့လေကျွန်တော်တို့2020ခုဆိုလို့ချင်းစာချုပ်တက်တန်ကုန်ဆုံးတော့အဲ2020ခုမှာစာချုပ်တက်တန်ကုန်ဆုံးမယ်ဆိုတဲ့သတင်းကိုကြားရရရေမထွက်ကလည်းလိုက်နေတယ်ပေါ့နော်ရေရလည်းကျွန်တော်တို့ အချိုချောင်ပဲလိုက်နေနောက်ပိုင်းသူပတ်စံတိတ်ပြီးတော့မတုံးတော့ဘောနော်အခုလည်းဒီအလဇနာအနိုးကိုလုံးတဲ့လိုပုံစံမျိုးပဲကိုနာတေးကိုချင်းကတ်နေတယ်အဲ့တော့ကိုနာတေးကိုလီဗာပူးတင်ရတော့စာချုပ်ကိစ္စအတွက်ဆွေးနွေးနေပြီးတော့အပေါင်းလက္ခဏာမဆောင် ပေါင်းလက္ခဏာဟိုမဆောင်သေးဘူးလို့လည်းပြောလို့ရတယ်ဘောနော်ဟိုမိနိုင်နေတော့ပဲပေါ့ကိုနာတေးကိုသတင်းဌာနတကူကမေးတဲ့အခါမှာတော့သူ့အနေနဲ့ဘာမှမသိဘူးဆိုပြီးတော့ပြောတာသူလီဗာပူးမှာဟိုဆက်ရှိခြင်းနဲ့သူ့ရဲ့စိတ်ခံစားချက်ကတော့ဒါပေမဲ့သူ့ရဲ့အေဂျင့်နဲ့လီဗာပူးတင်တဲ့ ဆက်သွယ်မှုတွေပြုလုပ်နေပြီးတော့ကျွန်တော်တို့ဒီလက်သက်ကိစ္စဆွေးနွေးမှုတွေစာချုပ်ကိစ္စဆွေးနွေးမှုတွေပြုလုပ်နေပြီးတော့ဟိုဘာမှသူမသိရသေးဘူးဆိုပြီးတော့ကိုနာတရားတော့နေရာတွေပြောထားတာကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကိုနာတရားလည်းနောက်နေ့စာချုပ်တက်တန်းကုန်ဆုံးမှဖြစ်တဲ့အတွက်သူစာချုပ်ချုပ်မှာမချုပ်ဘူးလားဆိုတာတော့အတိအကျပြောလို့မရဘူးဘတ်ဂျက်ဘဏ္ဍာရည်အသက်ရွယ်တစ်ခုရလာတဲ့အတွက်သူနဲ့တွဲဆော့ဖို့အတွက်ဒီငယ်ရွယ်တဲ့ပလေယာတယောက်လိုအပ်နေတာတော့အမှန်ပဲပေါ့နော်ဂိုကန်စင်မူတယောက်လိုအပ်နေတာတော့အမှန်ပဲ ဲ့တော့ဈေးကွက်ထဲမှာတန်းလန်းရှိတဲ့ player နောက်ပြီးတော့အသက်ငယ်ရွယ်တဲ့ player တွေ Liverpool တင်းကလိုက်ရှာနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီသတင်းကလည်းကျွန်တော်တို့ပြရသေးတော့ပြောလို့တော့မရပါဘူးနော်ဖြစ်လဲဖြစ်သွားနိုင်ပါတယ်အခုပေါ်ပြတဲ့သတင်းမီဒီယာတွေကလည်းများတယ်ပေါ့နော်ကောလာဟလာလည်းဖြစ်ကောင်းဖြစ်နိုင်လို့တကယ်အတီလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘောလုံးသတင်းတွေကတော့ဒီလိုပဲပေါ့နော်ဒီအခုကျွန်တော်တို့ယာတီတွေလီလီဒီအမှတ်ပေးပြိုင်ပွဲယာတီတွေပြီးဆုံးသွားတဲ့ချိန်ဆိုလို့ရှိရင်ဒီလိုပဲဒီဘောလုံးအပြောင်းအရွှေ့သတင်းတွေကတော့ကျွန်တော်တို့ အများရန်ကောလာဟာလာပြီးတော့အတီတွေရောတက်နေတယ်ဒါပေမဲ့လီဗာပူးကတော့ကျွန်တော်ကတော့ဟိုဆက်ဆက်ကြည့်တာပေါ့နော်လီဗာပူးအသင်းမှာဆိုလို့ရှိရင်အခုလက်ရှိအဓိကဘူးခံစင်မှုဆိုရင်ကိုနာတီနဲ့ဘာဂျေဘတိုင်းနှစ်ယောက်ပဲရှိတယ်ဒီအတွက်ဒါဖြစ်နိုင်ခြေရှိတယ်လို့တော့ကျွန်တော်တအူးရဲ့အမြင်ကတော့ထင်ပါတယ်အဲ့တော့ဒီကိုရောဒီသတင်းနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ပြောချင်တာလိုအပ်ချက်များရှိရင်နားလည်ပြပါလို့မြစ်တိုက်ခံပါများအားလုံးပဲကျေးဇူးတင်ပါတယ်